တတမှုမရှိသည့်အတွက်ကြောင့်ငိုကြွေးတာဆိုတာမရှိတော့ဆွေရင်သောတာဆိုတာမရှိတော့ပူပန္နာဆိုတာမရှိတော့မရှိတော့သည့်အတွက်ကြောင့်သူကရုပ်အပေါ်သွားပြီးတော့ငါဟာလို့မချင်းကတော့ရုပ်ကရုပ်ပဲငါဟာမဟုတ်ဘူးဝေဒနာပေါ်မှာလည်းငါဟာလို့မချင်းကတော့ဘူးဝေဒနာဝေဒနာမျှသာဖြစ်တယ်သဘာဝတရားတွေပေါ်မှာသူကသဘာဝတရားတည်းတည်းမျှသာမြင်သွားတယ် နာမဟုတ်ဘူးတရဝမဟုတ်ဘူးချုပ်တဲ့တဲ့မြတ်တာဖြစ်တယ်ဝေဒနာတဲ့တဲ့မြတ်တာဖြစ်တယ်သင်္ခါရတဲ့တဲ့မြတ်တာဖြစ်တယ်ဝိညာဏတဲ့တဲ့မြတ်တာဖြစ်တယ်ငါဆိုတဲ့ဟာမရှိဘူးလို့ဥပါဒณะခန္ဓာ၅ပါးလုံးဟာငါလို့ဆွဲလန်းเสียတခုမှမရှိဘူးလို့အဲ့ဒီခန္ဓာ၅ပါးအပေါ်မှာဆွဲလန်းမှုကင်းသွားတာ ਨੇ တပြိုင်နဲ့အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်အေးလက်အေးနဲ့ သိနိုင်သွားတယ်တွေ့တံဟုမရှိတော့စိတ်အေးလေဖြစ်သွားတာပေါ့နော်စိတ်အေးလေနေနိုင်သွားပူပန်ရင်ခြင်းဆိုတာတွေ့တံမှုရှိလို့ပူပန်တာစဉ်းစားကြည့်လေကိုနဲ့မသိတဲ့လူတယောက်သိရင်ဘယ်သူများတော့ကဖြစ်တာရှိတယ်ဘယ်သူမှဖြစ်ဘူးနော်ကိုယ်နဲ့မသိတဲ့လူတွေနေနေစဉ်သေးနေကြတာဘာမှဖြစ်ကိုမပိုင်တဲ့ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားရင်ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးအဲ့တော့ပူဆွေးတယ်ဆိုတဲ့အတိတ်ပဲကကိုအမျိုးတည်းအဖြစ်စေကိုမိတ်ဆွေကဖြစ်စေကိုမိသားစုတည်းအဖြစ်စေဆိုရင်တော့လူတွေဟာငိုကြွေးကြပြန်ကိုပစ္စည်းဆိုပြန်တော့လေလူတွေဟာနှမျောတတ်တာပြီးစိတ်စိတ်စိတ်ပချမ်းမသာဖြစ်ကြအဲ့ဒီ စိတ်မချမ်းမသာဖြစ်ရတာတို့ပူဆွေးကြတာတို့ဘာကြောင့်လို့ဆိုရင်တွေ့တာမှုကြောင့်ဖြစ်လာတာမတွေ့တာဘူးဆိုရင်မဖြစ်တော့ဘူးလေပစ္စည်းတစ်ခုကိုရောင်းလိုက်တာနဲ့တွေ့တာမှုကပြတ်သွားပြီလေကိုဟာလို့သတ်မှတ်တဲ့အချိန်မှတွေ့တာတယ်လူကိုလည်းပဲကိုနဲ့ပတ်သက်တဲ့လူလို့သတ်မှတ်ထားတဲ့အချိန်မှတော့ကဖြစ်တယ်ကိုနဲ့ဘာမှအဆက်အသွယ်မရှိတော့ဘူးဆိုရင်တော့ကဖြစ်ပြန်မှာအဲ့ဒါကိုစဉ်းစားကြည့်မယ်ဆိုရင် တွေ့တာမှုဟာတောကကိုဖိတ်ခေါ်နေတာပဲဖြစ်တယ်။နောက်ဆုံးယဟန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ့်ကိုယ်တော့မတွေ့တာတော့ဘူး။ကိုယ့်ကိုယ်ကိုမတွေ့တာသည့်အတွက်ကြောင့်ကိုယ့်ကိုယ်ကိုသေမှလည်းပူတာမဟုတ်ဘူးမရှိတော့ဘူး။ဟော။ဘာမှပူတာမရှိတော့သူတို့ဟာအမြဲတမ်းရုပ်ဝေဒနာသင်္ကြန်သင်္ခါရခန္ဓာ၅ပါးကလွယ်လို့ခန္ဓာ၅ပါးသည်ငါမဟုတ်ဘူးသဘာဝတရားတသက်မြတ်တာဖြစ်တယ်လို့ မြင်နေသည်အတွက်ကြောင့်ပူစရာဘာတစ်ခုမှမရှိဘူးလမ်းမေးကတစ်ပင်တစ်ပင်လဲသွားလို့ဘယ်သူမှငိုကြွေးတာမရှိဘူးဘာလို့ဆိုတစ်ပင်ပေါ်မှာကိုယ်ကပတ်သက်မှု ရှိမှမရှိတာမျက်တစ်ပင်နှုတ်လိုက်လို့လည်းမပူကြဘူးဘာလို့လဲမျက်နဲ့ကိုယ်နဲ့ပတ်သက်မှုမရှိလို့အဲ့တော့ပတ်သက်မှုရှိရင်တော့တဏှိမဟုတ်တဏှိဒုက္ခဖြစ်မှာအဲ့ဒါကြောင့်မို့ ကျိုးရဏတင်ညာသင်္ခါရတွေပေါ်မှာငါငါဟာဆိုရနဲ့မပတ်သက်ဖို့ပဲလို့တယ်။ပတ်သက်ရင်တော့သောကပိဋိဝါဒါမှာပဲတဲ့။အဲ့တော့နောက်ဆုံးမှခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါငါဟာဆိုတဲ့ဆွဲလမှုတွေမရှိတဲ့အခါမှာသာဝရအငြိမ့်ချက်တစ်ခုရရှိသွားတယ်။